လောကမှာမိဘကိုဟိုပြည့်စုံလို့ခြင်းမှုဆိုတာတွေကလိဟင်းလာတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကလောကမှာလူတွေလူတွေဟာကိုယ့်ဝတ္တရားတွေကိုတောင်းဝန်မဲ့လာပြီဆိုလို့ရှိရင်ကြီးပွားတုတ်တက်မှုလမ်းကြောင်းကဖေးချော်လာတာပဲမင်္ဂလာလမ်းကိုမရှောင်လမ်းကြတော့ဘဲနဲ့လမ်းဆိုးတွေကိုရှောက်လာကြတော့ဒုက္ခရောက်မှာပေါ့နော်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားကလိုက်တန်ရမယ့်ဓုတီဆိုတာ မိဘရှိတဲ့ပုဂ္ဂိုလ်ကမိဘကိုပြုစုလို့ကျွေးဖို့ဟာဒါအမတန်မှအရေးကြီးတယ်။တခါတစ်ဖက်ကလည်းပဲပုဒ္ဒတာရတသင်ဟောအင်းတော်ရဲ့သားကြလို့သားနဲ့မယားနဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်တန်ဝန်တရားကိုကိုဆောင်ရွက်ကြဖို့အရေးကြီးတယ်ဆိုတာ။ဒါ Family Society ရဲ့ညီညွတ်မှုအတွက်မြတ်စွာဘုရားကဟောထားတာ။ဥမကွဲတိုင်းမဲ့ပြည့်။နောက်မိသားစုဟာဘဝခရီးကိုလက်တွဲပြီးတော့ရှောက်ကြ။ ေးနိုင်ငံသားတွေကြတော့ပုဒ္ဒထရတ္တသင်္ခေါဆိုအလွန်အားနည်းသွားပြီ။ဒိုက်ဘော့ဆိုမကြမကြလောက်ကြတယ်သူတို့နော်။အခုသဘောကျရင်တွဲနေတယ်သဘောမကျရင်ခွဲလိုက်ကြတယ်။ဒီလူနဲ့သဘောကျရင်တွဲလိုက်တယ်ဟိုလူနဲ့သဘောကျရင်ထပ်တွဲလိုက်တယ်။ဘယ်သူဘယ်သူမှသိခင်ယူမဆိုင်ကြတော့ဘူး။ကိုလန်းကိုရှောက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေအများကြီးလောကမှာပေါ်လာ။ဒါကမင်္ဂလာတရားကိုမျက်ကွယ်ပြုလာတဲ့အတွေးတွေလောကကြီးမှာပေါ်လာတယ်ဆိုတဲ့သဘောကိုပြောပြတာနော်။အေးဒါကြောင့် မြတ်စွာဘုရားကဒါမှန်ကန်တဲ့လမ်းကြောင်းကတော့ပုဗ္ဗတရတ္တသင်္ဟောဘဝခရီးမှာလက်တွဲလာပြီဆိုလို့ရှိရင်အပြာအနံ၆ခုပြုရမယ်သင်္ဃဟချင်းမြောက်တယ်ဆိုတာဘာပြောတာလဲချင်းမြောက်တယ်ဆိုတာလေးနီလန်းလေးတွေရှိနံပါတ်၁ကဒါနပေးတာကံနံပါတ်၂ကပြယဝါစာကျင်နာတဲ့စကားမျိုးပြောတာနံပါတ်၃ကအဋ္ဌစရိယာ ကိစ္စဝိသကိုဆောင်ရွက်ပေးတာနံပါတ်၄ကတမန္တတာကိုနဲ့ဓာတ်လူထားပြီးတော့ဆက်ဆံတာအဲ့ဒါဟာသင်္ဃာလို့ခေါ်တယ်သင်္ဃာဝတ္ထု၄ပါစုစည်းထားတယ်လူတွေကတယောက်နဲ့တယောက်မေတ္တာနှောင်ယိုးစုစည်းဖို့ဆိုတာတုံးနဲ့တူပေးသင်ကမ်းသင်တာကိုပေးရကမ်းရတယ်နော်ပေးုံကမ်းုံနဲ့တည်းမရဘူးဘာလို့ရတော့ဆိုတော့ ရိုင်းဆိုင်နဲ့ရိုင်းပြတဲ့စကားမျိုးပြောရင်လည်းစိတ်ထိတ်ကြိုက်တတ်တယ်။ဒါကြောင့်မို့ကျင်လာတဲ့စကားပြောရမယ်။အေးသူ့အလုပ်ကိုယ့်အလုပ်ခွဲခြားခွဲခြားထားပြီးဝိုင်းမလုပ်ဘူးဆိုလို့ရှိရင်လည်းစိတ်ထက်တည်းကြတတ်တယ်။ဒါကြောင့်မို့သူ့အလုပ်ကိုယ့်အလုပ်မရွေးပဲနဲ့သူ့ကိစ္စရှိရင်လည်းဝိုင်းလုပ်တယ်ကိုယ့်ကိစ္စရှိရင်လည်းဝိုင်းလုပ်တယ်အထစရိယ။နောက်ပြီးတော့ကိုယ်နဲ့ဓာတုထားတချို့ကလော့ခ်ဒေါင်းလုပ်တာဆိုတာအထင်သေးပြီးတော့ဆက်ဆံတာမျိုးတွေဖြစ်လာလို့ရှိရင် တူနဲ့တူမေတ္တာပြတ်တတ်တယ်တဲ့ဒါကြောင့်မို့ပုဒ္ဒဓာရတသင်္ဃောဆိုတာဒါတွေကို ပြောလို့တာနော်တခုတည်းတည်းမဟုတ်ဘူးငွေကြီးထောက်ပံ့တာလေးတခုတည်းတည်းပုဒ္ဒဓာရတသင်္ဃောမဟုတ်ဘူးကျင်နာတဲ့စကားပြောရမယ်ဟောကိစ္စဝိစ္စရှိရင်ဆောင်ရွက်ပေးရမယ်ကိုယ်နဲ့တန်းတူထားဆက်ဆံရမယ်ဆိုရင်အဲ့ဒါလို့ပေါင်းသင်းဆက်ဆံခြင်းဖြင့် family society ဆိုတဲ့လူအဖွဲ့အစည်းကြီးတခုခိုင်နိုင်မှာမှကြီးဖြစ်သွားနိုင်တယ် ခိုင်မာနေသည့်အတွက်ကြောင့်အန္တရာယ်ဒီပါရီကြာရောက်လာတဲ့အခါကျတော့စုပြီးတောင်းလှန်နိုင်တာပေါ့ကြံ့ကြံ့ခံနိုင်တာပေါ့တောကဖြစ်เสียဆိုရင်လည်းဝိုင်းပြီးတော့ဖြည့်ရှင်းပေးတယ်ဟောသူဆိုတာတယောက်တည်းဆိုရင်အားငယ်တယ်ပေါ့အများနဲ့အတိုင်းဝိုင်းနဲ့ဆိုရင်အင်အားတွေပြည့်လာပြီးတော့အခက်ခဲတွေကိုကျော်လွှားနိုင်တယ်ဒါတွေကိုရည်စူးပြီးတော့မြတ်စွာဘုရားဟောထားတာပုဒ္ဒထာရတသင်္ခေါအနာကုလသကမ္မန္တာ အလုံလုံတဲ့အခါမှာတည်တည်တတ်တတ်လှုပ်ဖို့လိုတယ်ကိုလုံးသည့်အလုတ်ကပြဿနာတွေခဏခဏတက်ထာမျိုးမဖြစ်စေရဘူးလို့ဆိုတချို့ကအလုတ်ကိုမတည်မတတ်လှုပ်သည့်အတွက်ကြောင့်ပြဿနာတက်လာတာမျိုးတွေဖြစ်တယ်ကြိုးစားအထောက်မှုရောနေသည့်အတွက်ကြောင့်ပြဿနာတက်လာတာမျိုးတွေရှိတယ်ဆိုပါစို့ဟိုတခုခုလှုပ်တယ်ဆိုလို့ရှိရင်ဟိုစိတ်ဆက်ဆက်လှုပ်ဖို့လိုအပ်တယ်ပေါ့ဘာလေးပဲလှုပ်လို့ဥပမာမိပိဋ္ဌာကအစပြီးစိတ်စိတ်ဆက်ဆက်ပေါ့နော်ဟို ဘယ်ကိစ္စပဲဖြစ်ဖြစ်ပေါ့အဲ့မှာတကားပိတ်တာကစပြီအကုန်လုံးစိစိဆက်ဆက်လှုပ်လို့ရှိရင်ဘာမှပြဿနာမဖြစ်နိုင်ဘူးတချို့ကအဲ့ဒီအမှတ်တမဲ့လှုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကနေအမှတ်တမဲ့ကနေပြီးတော့ပြဿနာတွေတက်တက်လာတတ်တယ်ဒါကြောင့်မြတ်စွာဘုရားအနာကုလကမ္မန္တာကိုလှုပ်တဲ့အလုပ်ဟာစိတ်ဆက်သေးချာတဲ့အလုပ်မျိုးလုပ်ပါလို့ဒါမြတ်စွာဘုရားကအခြေခံကနေစပြီးတော့မင်္ဂလာတရားတွေကိုဟောနေတာကဲကောင်းပြီ ဲ့ဒီလိုလောက်တဲ့အခါမှာဘာတွေလိုအပ်တယ်လဲလူလောကမှာလိုအပ်တာလေးတွေဆက်ပြီးတော့ပြောဘူးနော်ဒါနင်္စဓမ္မစရိယာနင်္စညာတကနင်္စသင်္ခဟောလောက်တဲ့လှုပ်ထိုက်တာလေးတွေဟာဒါနဆိုတာပေးတာကန္နစွန့်တာကျဲတာပေးတာကန္နဒါနလို့ဆိုလို့ရှိရင်ဟိုအလှူကြီးတန်းကြီးလုံးမဖုံးကြီးเจ้าတွေလှူမဒါနတွေလို့မဟုတ်ဘူးကိုယ်အိမ်နီးနားချင်း ခင်းဒီတစ်ခွက်ပေးတာကစားစားစရာလေးတွေပို့ပေးတာကစားလက်ဆောင်လေးတွေပေးတာကစားဌာနပါပဲအကုန်လုံးဘုမပဲတရားဆောင်လေးတွေဝေးမယ်တခုလုတ်ပေးမယ်နော်ဌာနပေးတာကဏ္ဍလေးတွေဒါနင်စဓမ္မစရိယဆိုတာကုချင်းတရားနဲ့ပတ်သက်လာလို့ရှိရင်ဟိုကုသကမ္မပဋ္ဌာန်းတရား၁၀ပါးကိုကျင့်သုံးရမယ်ဓမ္မစရိယဆိုတာကုသကမ္မပဋ္ဌာန်းတရား၁၀ပါးကျင့်သုံးတယ်ဆိုတော့ သူ့တက်ကိုတက်ခြင်းကရှောင်းခြင်းနဲ့သူ့ဥစ္စာခိုးခြင်းကရှောင်းခြင်းနဲ့သူတို့ဘာသားမြတ်ဆော်ကားခြင်းကဒါတွေကအမတန်ရိုးနေပြီမဲ့လို့တိတ်အဓိကကြတဲ့တရားတွေပဲလူလောကမှာနော်လူလောကမှာတိတ်ပြီးတော့အဓိကကြတယ်ဒုစရိုက်ဆယ်ပါးကရှောင်းခြင်းပြီးတော့ဒုစရိုက်တရားတွေကိုကျင့်သုံးတာဓမ္မစရိယလို့ခေါ်တယ်အေးဓမ္မစရိယကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တရားဟာဘယ်လိုမှဟိုဘဝခရီးကိုရှောင်းလန်းတဲ့အခါမှာအောက်တန်းနောက်တန်းကြာသွားမှာမဟုတ်ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတိုးတက်လာတဲ့ပုဂ္ဂိုလ် ညာတကနေစတင်ဟောကိုဆွေတဲ့မျိုးတဲ့ဆွေမျိုးဆိုတဲ့နေရာမှာဒီကိုနဲ့အမျိုးတော်တာကဒါအနည်းဆုံးဆွေမျိုးလို့ပြောအောင်ပေါ့ဆွေမျိုးဆိုတာကိုချက်ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်တစ်ပြည်လုံးဟာကိုဆွေမျိုးပဲဥပမာမြန်မာဆိုလို့ရှိရင်မြန်မာလူမျိုးတွေဟာအကုန်လုံးဟာကိုဆွေမျိုးဖြစ်သွားပြီပေါ့ဟုတ်တချို့ကအမျိုးချစ်တယ်ဆိုတာဟာကိုသားတို့ကိုသမီးတို့ကိုတူတို့ဘာတို့ဒါမျိုးတွေလို့ ဒလိုကြီးမဟုတ်ဘူးเนาะအမျိုးဆိုတဲ့နေရာမှာကိုလူမျိုးဆိုတာပါပါတယ်ပေါ့အေးအဲ့ဒါလို့မိမိရရှိလာတဲ့မိမိဘက်ကနေပြီးတော့ညာတကာနေစတဲ့ခေါ်ဆွေမျိုးတွေကိုထောက်ပံ့လဲဆိုတာထောက်ပံ့လဲဆိုတဲ့နေရာမှာပေးရကမ်းတာတခုတည်းမဟုတ်ဘူးခုနပြောတာလို့သင်္ကားဝတ္ထုတရား၄ပါးပဲလှုပ်ရှားရှိရာသွားလှုပ်ပေးတယ်၊ကုညီရှားရှိရင်ကုညီတယ်၊ဓာတုထားဆက်ဆံတယ်ဟောတာတွေကညာတကာနေစတဲ့ခေါ်ပဲ။ ဟိုအိမ်နီးနာခြင်းဖြစ်စေဆိုင်နီးနာခြင်းဖြစ်စေအလုပ်သူလုပ်တဲ့ပုံကိုယ်တွေပဲဖြစ်စေအဲ့ဒီပုံကိုယ်တွေကိုကုညီထောက်ပံ့ပေးရမယ်တာမင်္ဂလာရှိတဲ့လောရတည်ပဲလို့ကဲကောင်းပြီအဲ့ဒါပြီးတော့ဒါတွေကလှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်ပြီးတော့မလှုပ်တဲ့နာတွေကိုပြောလို့မြတ်စွာဘုရားအာရတိဝိရတိပါပါကိုယ်ကိုနှိမ့်ကြသွားစေတတ်တဲ့အလုတ်ကိုပါပလို့ခေါ်တယ်။ပါပဆိုတာ နှိမ့်ကြသွားစေတယ်ဒါလို့ရင်ဒီဘဝမှာလည်းနှိမ့်ကြတာဥပမာလူတယောက်ဟာဆိုပါစို့သူများပစ္စည်းကိုမတရားမတရားယူလိုက်ပြီဆိုတဲ့ဒီလူရဲ့ဂုဏ်သိက္ခာနှိမ့်ကြအောင်သွားဘူးလားနော်လိန်ပြောလိုက်ပြီဆိုရင်လည်းဒီလူဟာသိက္ခာနှိမ့်ကြသွားတယ်ဟောအဲ့ဒါလို့နှိမ့်ကြသွားစေတာနောင်ဘဝအပေကြတာကနောင်မှာဒီဘဝတည်းတစ်ခုလုံးလိုက်ရင်ဒီလူရဲ့သိက္ခာကျသွားအဲအဲ့ဒါလို့နှိမ့်ကြသွားစေတတ်တဲ့အလုပ်တွေကရှောင်ပါ ဒါတော့ဒုစရိုက်တွေပါပဲအားလုံးအရတိဝိရတိပါပါမစ္ဆပါဏာစတိုင်မောဝိဇေဝတေတေတောက်စားခြင်းမရှောင်းဒါကဘာဖြစ်လို့ရှောင်ခိုင်းတာလို့ဆိုလောကမှာငူရစေဝတေတေတောက်စားပြီဆိုလို့ရှိရင်စဉ်းစားကြည့်လေအဲ့ဒီပုဂ္ဂိုလ်ဟာသူကမူရစေတတ်တဲ့အစာကိုအသုံးပြုသည့်အတွက်ကြောင့်သူ့ရဲ့ ဆိုပါစို့ခုခေတ်စကားနဲ့ပြောလို့ရှိရင်အုံနောက်ပုံမှန်ဖြစ်မလာနိုင်တော့သူတွေးတဲ့အတွေးခေါ်တွေကမှားရင်းလာနိုင်တယ်ပေါ့မှားရင်းလာတဲ့ပုံကိုယ်တရားရဲ့အတွေးခေါ်ကလောကကြီးကိုဘယ်လိုမှအကျိုးမပြုနိုင်သူရဲ့ကောင်းကျိုးချမ်းသာကိုလည်းပဲသူမဆောင်ရနိုင်ဘူးအများရဲ့ကောင်းကျိုးချမ်းသာကိုလည်းမဆောင်ရနိုင်ဘူးဒါကြောင့်မလို့ဒီကနေ့ခေမူရစ်ဆေးပါဆိုတာဘယ်နိုင်ငံကမှလက်မခံနော်လက်ခံထားတာလို့မဟုတ်ဘူးနော်ဝိရေစေဝါကိုဘယ်နိုင်ငံမှလက်မခံဘူး ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့အတိုင်းအဝိုင်းကြီးကိုဖျက်ဆီးနိုင်တာဒါကြောင့်မို့လို့ခါကိုလည်းပဲရှောင်နေတယ်လို့ဆိုတာများစွာများဟောတာအဲ့ဒီလိုရှောင်လိုက်မှခေါဏကကိုဘွားလမ်းကြောင်းခီးကိုကိုဖြောင်းရောင်ရှောင်တန်းနိုင်မှာဖြစ်ပါတယ်ဒါအခြေခံဘိုင်းကမြတ်စွာဘုရားဟောလိုက်တာလူလောကမှာဒီအဆင့်တော့ရောက်သွားပြီဆိုရင်ဒါလူတော်လူကောင်းတို့သတ်မှတ်ကြတယ်လေလူတော်လူကောင်းတို့သတ်မှတ်ကြပြီဒီအချိန်မှာ င်္ဂလာတရားတွေဒီလောက်ပြည့်စုံသွားပြီဆိုရင်ဒါလူလောကတာမန်ပုဂ္ဂိုလ်တွေဟာလူတော်လူကောင်းတွေဖြစ်သွားကြတယ်